စီဂျိုယောဂရှိသူများအထူးသဖြင့်စီဂျိုကို ထိမ့်ချုပ်ထားခြင်းမရှိသောသူများသည်ယင်းတို့၏စီဂျိုကိုထိမ့်ချုပ်ထားခြင်းမရှိခြင်းကြောင့်တာမကကိုခံစွမ်းအာရုံနဲ့ခြင်းကြောင့်လည်းအမျိုးမျိုးသောကူးစက်ယောဂများကိုရင်ဆိုင်ရနိုင်သည်စီဂျိုယောဂရှိသူများအတွက်အထူးသောကာကွယ်ဆေးများကိုအကျံပြုထားသည်အထူးသဖြင့်ဆောင်းရာသီမတိုင်မီစီဂျိုယောဂရှိသောအသက်ကြီးသူများကိုကာကွယ်ဆေးများပေးရန်အရေးကြီးသည့်ရင်းတွင်တုပ်ခွေးကာကွယ်ဆေးအဆုတ်ရောင်ကာကွယ်ဆေးလိုပါဝင်သည် အဆုတ်ရောင်ကာပွယ်ဆေးကို9နှစ်တစ်ကြိမ်ပေးရပြီးတုတ်ကွေးကာပွယ်ဆေးကို20ပေးရသည်ဤအပြင်စီဂျိုယောဂရှိသူများအတွက်အသေးရောင်တောက်ဝါကာပွယ်ဆေးကိုလည်းအကျံပြုထားသည်ပြီးတော့ယခင်ကတာကွယ်ဆေးမခံရသေးသောစီဂျိုယောဂရှိသူများအတွက်အသေးရောင်အတောဝါပါကာကွယ်ဆေးကိုခံယူရအကျံပြုသည်အရေးပြားရောင်ကာပွယ်ဆေးသည်အထူးသဖြင့်အသက်ကြီးသူများအတွက် အရေးကြီးသောကာပွယ်ဆေးတစ်ခုဖြစ်သည့်အကြောင်းမှာအရေးပြားရောင်ယောဂနှင့် ဒုတိယအဆင့်ယောဂများကြောင့်မျက်နှာမျက်နှာအာယုံကြောကိုထိခိုက်စေပြီးပြင်းထန်သောအနေအများဖြစ်ပေါ်စေသောလူနာများကိုမကြာခဏတွေ့ရလေရှိသည်ထို့ကြောင့်ဤယောဂများအလုံးကိုရိုးရှင်းသောကာကွယ်ဆေးများဖြင့်ကာကွယ်နိုင်ပြီးစီကျူယောဂရှိသူများသည်ဤကာကွယ်ဆေးများကိုသိရှိပြီးအချိန်မီခံယူသင့်သည်